မြန်မာနွေခရိုနီကယ်ဇူလိုက်1မြင်ကွင်းမတီငိန်နဲ့ထိုင်းနိုင်ငံရေးနဲ့ထိုင်းရောက်မြန်မာနိုင်ငံသားတွေအပေါ်သက်ရောက်နိုင်ခြင်းမြန်မာနိုင်ငံသားအ ਨੇ စုံ3တန်းလောက်ကနေအများဆုံး6တန်းလောက်ထိနေထိုင်နေကြတယ်ဆိုတော့အိန္ဒိယထိုင်းနိုင်ငံမှာလည်းနိုင်ငံရေးမတီငိန်မှုတွေခုလပိုင်းတွေမှာဖြစ်ပွားနေပြီအဲဒီလိုထိုင်းနိုင်ငံရေးမတီမငိန်ဖြစ်တာရဲ့အကျိုးသက်ရောက်မှုတွေကိုမြန်မာရွှေပြောင်းလုံသားတွေမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့နိုင်ငံရေးအကျက်တဲကြောင့်နှစ်နှစ်ချီနေထိုင်နေကြရတဲ့ CDM တွေတက်ကြွလှူရှာသူတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့သတင်းမီဒီယာသမားတော်လိုင်းအင်အားစုတွေထဲမှာပါဝင်နေသူတွေကိုအ ਨੇ နဲ့အများတက်ရောက်မှုတွေရှိနေတာတွေ့ရပါတယ်။ထိုင်းနိုင်ငံနဲ့မြန်မာနယ်စပ်မြို့နယ်စပ်ကုံသွေးမြို့ဖြစ်တဲ့မဲဆောင်မြို့မှာအခုသတင်းပတ်တွေမှာမကြုံဘူးတဲ့ဖမ်းဆီးစစ်ဆေးမှုတွေကိုလမ်းမာနေမကလူနေအိမ်တန်းရားတွေထိဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေလုံဆောင်နေတာဖြစ်ပါတယ်။မဲဆောင်မြို့မှာနေထိုင်နေကြတဲ့မြန်မာတိုင်းဝိုင်းကိုရောင်းချဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေဖြစ်တဲ့မြန်မာအစားတောက်မြန်မာအသုံးဆောင်တဲ့စံသားဆိုင်အလှပြင်ဆိုင်လိုမျိုးဝန်ဆောင်မှုတွေကိုလည်း အလုံးလုံးခွင့်ဥပဒေနဲ့မညီလို့ဆိုကရှားဖွေစစ်ဆေးဖမ်းဆီးနေတာကြားသိနေရပါတယ်။အခုလိုဝင်ရောက်စစ်ဆေးတာမျိုးကိုဆယ်စုနှစ်နှစ်ခုကျော်အတွင်းအဆိုးဆုံးကြုံတွေ့ကြရတာလို့လည်းဆိုပါတယ်။အခုလိုစီးပွားရေးနဲ့နိုင်ငံရေးအကြောင်းကြောင့်ထိုင်းနိုင်ငံမှာမှီခိုနေထိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းဥပဒေစီမင်းစည်းကမ်းတွေနဲ့အဆုံးစုံစစ်ဆေးဖမ်းဆီးနေစမှာထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ဖေဒုံနန်ရှင်နဝတ်ကိုထိုင်းခြေကံဥပဒေခုံရုံးကယာယီတောင်းဝေရဲ့ဆိုင်းမိတ်ထုတ်ပြန်ခဲ့ပါတယ်။ ်အခုလိုထိုင်းခြေကံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်ပေါ်ထွက်လာတဲ့အကြောင်းကံကဘေးတုံတန်ရှင်နာဝတ်နဲ့လက်တလုံးနေဆက်မှာတင်းမာမှုတွေဖြစ်ပွားနေတယ်ကမ္ဘောဒီးယားနိုင်ငံလွှတ်တော်ဥက္ကဋ္ဌဖြစ်သူကာလရှိကြစွာဝန်ကြီးချုပ်အာဏာကိုရယူခဲ့ပြီးတားဖြစ်သူကိုဝန်ကြီးချုပ်ယာရုမှထားခဲ့တဲ့ဟွန်ဆန်နဲ့နှူးဦးချင်းဖုံပြောဆိုတဲ့အတန်းဖိုင်ကိုဟွန်ဆန်ဘက်ကတမင်ရည်ရွယ်ဖြန့်ချီပြီးတဲ့နောက်ထိုင်းနိုင်ငံလက်ရှိအစိုးရဖွဲ့ကိုပြန်လည်ဖွဲ့စည်းရပြီးဝန်ကြီးချုပ်ဖေးတုံတန်တာဝန်ကဆိုင်းငံ့ခံရတဲ့အထိဖြစ်ပေါ်လာတာဖြစ်ပါတယ် ထိုင်းနိုင်ငံအနေနဲ့တစ်ဖက်မှာကမ္ဘောဒီးယားနိုင်ငံနဲ့နယ်စပ်မှာနှစ်ဖက်တပ်တွေအဆင်သင့်ပြင်နေကြတဲ့အထိအိန္ဒိယနိုင်ငံနဲ့နယ်စပ်မှာစစ်ပွဲဖြစ်ပွားလာမလားဆိုတဲ့စိုးရိမ်မှုတွေအထိရောက်နေချိန်မှာညွန်ပေါင်းစိုးရောက်ဖွဲ့မှပါဝင်နေတဲ့ပါတီတပါတီကနှုတ်ထွက်သွားရတာအစိုးရအဖွဲ့အသစ်ပြန်ဖွဲ့ရတဲ့အနေအထားတွေရောက်ရှိနေတာပါပြီးခဲ့တဲ့တင်းနှင်းကလေးတွေကလည်းထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့လူစီကားရာအောင်မွဲခံကြောက်တိုင်တဝိုင်းဝင်းကြီးချုပ်ပေတုံတန်နှုတ်ထွက်ဖို့လူထောင်ချီဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာပါ ထိုင်းနိုင်ငံအနေနဲ့စီးပွားရေးနှေးကွေးမှုကတဆင့်အမျိုးသားရေးဝါဒပြင်းထန်တဲ့အချို့သောထိုင်းနိုင်ငံသားတွေကအိန္ဒိယမြန်မာနိုင်ငံကတန်းနဲ့ချီလာရောက်နေထိုင်လုပ်ကိုင်းနေကြတဲ့မြန်မာနိုင်ငံသားတွေပေါ်စက်မှတ်ဖို့ထုံးစော်ကြတာတွေရှိလာနေပြီတစ်ဖက်မှာထိုင်းနိုင်ငံရေးမတိမငြိမ်ဖြစ်နေစင်မှာပဲမဲဆောင်မြို့မှာနေထိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေကိုစစ်ဆေးဖမ်းဆီးဒဏ်ရိုက်တာနဲ့အချို့ကိုပြန်ပို့တာတွေအထိဖြစ်ပေါ်နေတာဖြစ်ပါတယ်ထိုင်းနိုင်ငံရေးဟာလည်းပြည်သူလူထုရွေးကောက်တင်မြှောက်တဲ့သူတွေအပြည့်အဝအာဏာရပြီးစီမံခန့်ခွဲခွင့်ရှိတဲ့ တည်ငြိမ်ပြီးပြည့်ဝတဲ့ဒီမိုကရေစီစနစ်မျိုးတော့မဟုတ်ပါဘူး။ကမ္ဘာမှာစစ်တပ်အာဏာသိမ်းမှုအကျင့်ရေးအများဆုံးနိုင်ငံတကာနိုင်ငံအဖြစ်ထင်ရှားတဲ့ထိုင်းနိုင်ငံမှာဆယ်စုနှစ်များစွာနိုင်ငံရေးနယ်ပယ်မှာအင်အားချိန်ခွင်ရှာထိန်းသိမ်းနိုင်ခွင့်ကိုထိုင်းစစ်တပ်ကရတာပြီးစစ်တပ်ရဲ့အကျိုးစီးပွားလုပ်ပိုင်ခွင့်ကိုချိန်ချောက်လာမယ်လို့ယူဆတဲ့နိုင်ငံသမားနိုင်ငံပါတီတွေကိုနှီးမျိုးမျိုးနဲ့အာဏာမရအောင်လှုံ့ဆော်လာအာဏာရခဲ့ရင်တော့တပ်တန်းကြာမြင့်စွာတာဝန်မထမ်းဆောင်နိုင်အောင်အမားဆောင်ပြီးစစ်အာဏာသိမ်းခြင်းဒါမှမဟုတ် ဝန်ကြီးချုပ်ကိုတာဝန်မှရပ်ဆိုင်းအောင်လှုပ်ချင်းအဖြစ်လိုသလိုပုံသွင်းနေကြတာဖြစ်ပါလေအခုလက်တော်ချင်းဒီမှာထိုင်းစစ်တပ်ကအာဏာသိမ်းခဲ့တယ်ဆိုရင်တော့ထိုင်းနိုင်ငံကလူထုနဲ့ကမ္ဘာကမအံ့ဩကြတော့မဲ့အခြေအနေဖြစ်ပါလေလွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်းထိုင်းစစ်တပ်ကနှစ်ကြိမ်တိုင်တိုင်အာဏာသိမ်းခဲ့တာဖြစ်ပါလေ2006ခုနှစ်နဲ့2014ခုနှစ်တွေမှာစစ်အာဏာနှစ်ကြိမ်သိမ်းပြီး အခြေခံဥပဒေပြင်ဆင်ရေးဆွဲအတည်ပြုပြီးတဲ့နောက်နှစ်ကာလတစ်ခုရောက်မှစစ်တပ်ကနိုင်ငံရေးအာဏာကိုရွေးကောက်ပွဲကျင်းပပြီးပြန်လည်လွှဲအပ်လေရှိတာတွေ့ရပါတယ်။ထိုင်းမှာစစ်အာဏာသိမ်းတာနဲ့မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းတာချင်းကသဘောတဘာဝအခြေအနေတွေတော့အများကြီးကွာခြားကြပါတယ်။စစ်အာဏာသိမ်းတယ်ဆိုတဲ့အရာကနိုင်ငံရေးမှာမလိုလားအပ်တဲ့အရာနောက်ပြန်ဆုံးမှုဖြစ်အလုံးလက်ခံထားကြပြီဖြစ်ပါတယ်။စစ်အာဏာသိမ်းတာချင်းတူတဲ့အတိုင်းထိုင်းနိုင်ငံက ဘာကြောင့်မြန်မာထက်တည်ငြိမ်ပြီးပြည်တွင်းစစ်မိတော်တဲ့မကြောက်ရောက်တာလဲဆိုတဲ့မေးခွန်းလဲမေးကောင်းမေးပါလိမ့်မယ်။ဒီမေးခွန်းရဲ့ဖြေကတော့ထိုင်းစစ်အာဏာသိမ်းမှုကထိုင်းစီးပွားရေးစနစ်နိုင်ငံရေးစနစ်လူမှုရေးပညာရေးနဲ့အခြားပြည်သူဝန်ဆောင်မှုကဏ္ဍတွေကိုအောက်ခြေသိမ်းပြောင်းလဲပစ်တာမျိုးမဟုတ်ပဲနိုင်ငံရေးပါတီစစ်တပ်ဗိုလ်ချုပ်တွေနဲ့ဗိုလ်ချုပ်ဟောင်းတွေနဲ့စီးပွားရေးလုပ်ငန်းကြီးတချို့တွေရဲ့အကြအပြောင်းလဲလို့ဆိုနိုင်ပါတယ်။ထိုင်းနိုင်ငံရဲ့တာမန်လက်လုပ်လက်စားခြေပြက်နဲ့လူလက်တန်းစားအလွှာတို့လိုမျိုးမှာကြီးမားတဲ့အပြောင်းလဲတနည်းဆိုရရင် အပေါ်အောက်ပြောင်းပြန်လှန်တဲ့အပြောင်းအလဲမျိုးတွေဖြစ်ပွားလိမ့်မရှိတာထိုင်းနိုင်ငံရဲ့ထူးခြားချက်ဖြစ်ပါလေ။မြန်မာနိုင်ငံသားတွေပေါ်စစ်ဆေးတာဖမ်းဆီးတာတွေကထိုင်းနိုင်ငံရဲ့မတည်မငြိမ်ဖြစ်မှုကြရက်တွေနဲ့အတိုင်းအတာတစ်ခုထိတတ်ဆိုင်နိုင်ပေမယ့်အဓိကချက်ကထိုင်းစီးပွားရေးကျဆင်းနေခြင်းပဲဖြစ်ပါလေ။လူလူကနိုင်ငံသားတွေကိုဖိအားပေးမှုတွေဒါမှမဟုတ်နိုင်ငံသားတွေကတခြားနိုင်ငံကလာရောက်လှုပ်လှုပ်ကိုင်သူတွေကိုစစ်ဆေးချမှတ်ပြီးလူလူကိုနှစ်သိမ့်တာမျိုးလည်းဖြစ်နိုင်ပါလေ။ လက်တလောချင်းတွေနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးဆွေးနွေးကလည်းထိုင်းနိုင်ငံအတွင်းနေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေကိုအတိပေးချက်ဆိုတဲ့ထုတ်ပြန်ချက်တစ်စောင်ကိုဇူလိုင်လ၂ရက်နေ့နေစွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်မှာမြန်မာနိုင်ငံသားတွေအနေနဲ့လက်တလောထိုင်းနိုင်ငံရဲ့မတည်မငြိမ်ဖြစ်မှုထိုင်းနိုင်ငံကဆန္ဒပြမှုတွေနဲ့လွတ်လွတ်ကင်းကင်းနေထိုင်ကြဖို့ထိုင်းနိုင်ငံရဲ့ဥပဒေရင်ကျင်းမှုထုံးတမ်းစင်လာတွေကိုလည်းလေးစားကလူမှုအတိုင်းအဝိုင်းနဲ့သာဟာစာရဖြစ်အောင်နေထိုင်ဖို့တိုက်တွန်းထားပြီး မြန်မာနိုင်ငံသားအရေးအတွက်စာနာကူညီကြတဲ့ထိုင်းဘရင်အစိုးရလွှတ်တော်စစ်တပ်တို့ကိုကျေးဇူးတင်ရှိကြောင်းနဲ့မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံအတွင်းစစ်ပွဲတွေဆီယနာရှင်စနစ်ရဲ့ဖိနှိပ်မှုတွေမရှိတဲ့တနေ့မိမိတို့နိုင်ငံကိုပြန်ချမယ်သူတွေဖြစ်ကြောင်းဖော်ပြထားတာတွေ့ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်လက်ရှိနိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ထိုင်းနိုင်ငံမှာနေထိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့တစ်ဖက်မှာအသက်ရှင်သန်နေထိုင်ရေးအတွက်ဝင်ငွေရရှိဖို့လည်းအရေးကြီးတယ်လို့အခြားတစ်ဖက်မှာလည်းတင်းကျပ်လာတဲ့ထိုင်းနိုင်ငံရဲ့ ဥပဒေစည်းမျဉ်းနဲ့စစ်ဆေးမှုတွေကိုလည်းသတိပြုပြီးနေထိုင်ကြရမယ့်အခြေအနေဖြစ်ပါလေခင်ဗျာ။